တော်ကျွန်တော်ပြောပါကွာကျွန်တော်မကြင်တော့ဘူးလားပြောချင်ကျွန်တော်၆ပေါက်ရှိတယ်အဲ့ဒါမဟုတ်ပါဇက်နဲ့ပြောချင်လို့အားမရဘူးဆိုကျွန်တော်ဖုန်းနံပါတ်လာတော့လာကျွန်တော်ပေးလိုက်လို့ရတယ်အဲ့လိုလည်းမဟုတ်ဘဲနဲ့ဒီလူတိုင်းမြင်မဲ့ဒီကုမန့်နေမှာအဲ့လိုလာလာမန့်နေတာကတော့ကျွန်တော်တက်တာဘလို့မှအဆင်မပြေဘူးတစ်ခါတစ်ခါသုံးလေးခါမကတော့သုံးလေးခါမကတော့တချို့ဆိုလာပြောကွာအဲတဲခဲ့တာကတလားလောက်ကိုသေးမလားခုချက်ဒီဖီတက်နေလို့မပြေဘူးဆိုတော့အဲ့တော့ငောင်းရောက်တလားပဲတွေ့ရလို့ဘယ်သူကပြောလဲလေ ျွန်တော်အဲ့တခုမှပြန်ပြောလိုက်တာပဲရှိအဲ့တော့ကတော့စာနဲ့အဲ့ဒီဟို comment reply ပြန်လိုက်တာပေါ့နော်မနေ့ကကျတော့ကျွန်တော်ဘယ်လိုမှသိမခံနိုင်တော့ကျွန်တော် TikTok မှာလည်းကျွန်တော်တင်တယ် Facebook မှာလည်းကျွန်တော်တင်တယ်တင်မှုတော့မှကျွန်တော်စကားလုံးကိုအများကြီးစဉ်းစားရတယ်ဆိုတော့ဟိုအခုအချိန်မှာပွင့်လင်းပြောရရင်အရန်အရန်ကောသဖတ်နေရတဲ့အကြောင်းအရာတွေအားလုံးကိုတင်ချလိုက်လို့ရတယ်ဒါပေမဲ့လူတိုင်းမှာသိခါဆိုတာရှိတာဖြစ်တဲ့အတွက်ကျွန်တော်စကားကိုကျွန်တော်ထိမ့်ပြီးပဲပြောရဲပောက်ကွဲပေမဲ့လည်းကျွန်တော်စကားကိုအများကြီးထိမ့်ပြောရတာပေါ့ဟုတ် ဒါနေဒီနေဝင်ရွာကကျွန်တော်တို့ကကြိတ်လိုက်တာနဲ့ပေါ့နော်ပိုစတာကိုကြိတ်လိုက်တာနဲ့အရန်စိတ်ဝင်စားစရာကောင်းတယ်အဲပြီးတော့ဒါမင်းသားလည်းကျွန်တော်တို့ငငယ်တွေကဒါအပိတ်ရတဲ့ကိုထွန်းထွန်းဖြစ်နေတာလည်းလာအပိတ်ဖြစ်တာမဟုတ်ချိတ်လိုက်အခုကျွန်တော်တို့ဒါချိတ်ပြီးတော့ကျွန်တော်ကပို့ကြိုက်မှာတော့တေချာတယ်အခုပိုစတာနဲ့တင်ဒါကြိတ်လိုက်တာအရန်ဆွဲဆောင်မှုရှိနေပေါ့နော်ဆိုတော့သူများနဲ့လည်းမတူဘူးအဲ့လိုမျိုးဟိုပိုစတာမှာပါတဲ့လူတွေရဲ့တယောက်ချင်းစတူးချင်းစီရဲ့မျက်နှာတွေကိုကြည့်လိုက်ရင်လည်းအဲ့လိုမျိုးအရန်ကွာမုကအပြည့်နေတယ်မလားဟုတ် တော့အဲ့ဒါတော့ဒါတော့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကပြီးသွားပါပြီအဲ့ကိစ္စကတော့အမေဟိုပြီးသွားပြီဆိုမဲ့တနေ့ကျွန်တော်တို့ကပြီးသွားတယ်ဂျားရလူရမပြီးသေးတာပေါ့နော်အဲ့ဒီဟာလေးဖြစ်တာပါဆိုတော့အဲနေရောက်ကာအေးစစိမ့်နဲ့ဒါကလမ်းခွဲပြီးသွားပြီအဲ့ဒီအချိန်မှာသူလည်းကိုယ်မမုံကိုလည်းသူ့မမုံအဲ့လိုကဏ္ဍပါနေရောက်လုံးအေးစစိမ့်နေပြီအဲ့ဒါကိုဂျားရနေပြီးတော့ကျွန်တော်ဝင်ဝင်ပြီးတော့သူနဲ့ပတ်သက်ပြီးတော့တိုက်ခါချရဲစကလုံးတွေလာလာရေးနေတယ်အဲ့ဂျားလူတွေကိုကျွန်တော် ဘယ်လိုမှသင်ခံနိုင်လို့ကျွန်တော်ပောက်ကွဲပြီးတာရေးတဲ့စာပါဟုတ်ချိန်မရလို့လာရေးရနေမှာပေါ့နော်ကျွန်တော်ချိန်မရလို့ရေးရနေမှာပေါ့နော်အေးပေါ့အေးပေါ့အဲ့လိုမျိုးဆိုချိန်မရလို့ရေးဆိုကျွန်တော်လည်းသူနဲ့ပတ်သက်ပြီးလည်းကျွန်တော်ဘာမှမတင်ဘူးကျွန်တော်အခုအချိန်မှာကျွန်တော်ကကျွန်တော်လည်းအေးချမ်းချမ်းပဲသူလည်းအေးချမ်းချမ်းပဲဆိုတော့အဲဒါပေမဲ့သူနဲ့ပတ်သက်တာတခုတော့ရေးတယ်တခုရေးရဆိုတော့ကျွန်တော်ရဲ့ comment တွေမှာတချို့သူနဲ့ကျွန်တော်နဲ့ကိစ္စကိုသိရလူတချို့ဆိုကျွန်တော်လာမေးတယ်သူနဲ့ဇလန်ပြီးသွားပြီလားအပြီးသွားပြီကြာပြီကွာလောက်ပဲပြေးရဆိုတော့အဲ့လိုမျိုးဟာမှာအဲ့လောက်ရေးတာပဲရှိတယ် ကျွန်တော်ပတ်သက်ပြီးတော့ဘာဘာဆိုဘာမှကျွန်တော်မတင်ဘူးအဲ့ဒီဟာကိုကျွန်တော် glide အဲ့ဒီအောက်တင်မှာကျွန်တော်လာလာပြီးတော့အာဟိုကျွန်တော်ဘက်ကပဲဟိုတည်ရမလားဟိုနာမည်ကြီးကျင်လို့ပဲအဲသူနဲ့အဲကြိုက်ပါတယ်ဆိုပြီးသူလောသူလောပဲကျွန်တော်ကပြောခဲ့သလိုလိုအော်ကျွန်တော်ဘက်ကပဲတဖတ်သက်ဖြစ်နေသလိုလိုအဲအဲ့လိုမျိုးကြီးရေးတာကြတော့ကြာလာတော့ကျွန်တော်ကဟိုတိတ်ခါကြာလာပြီလေဒီလားအဲ့အဲ့ဒီအပြင်ကိုသိရမလားဟိုကျွန်တော်ခြူစားရတယ်လို့ဘာလို့ပြောရတာတော့နည်းနည်းအရင်လွန်သွားပြီကွာတခါမဟုတ်တော့နှခါကျွန်တော်သုံးလေးစားကျွန်တော်တိတ်ခတ်နေ နောက်ပိုင်းလူတွေကတိခဏာများရင်တို့ကပြောပိုင်ခွင့်ရှိရဆိုပြီးပြောကြတယ်အဲ့တော့ကျွန်တော်လုံးဝမကြိုက်ဘူးဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကမနေ့ကပောက်ခွဲသွားတာပေါ့ဆိုတော့ကျွန်တော်ပြောတော့ကွာကျွန်တော်မကြင်တော့ဘူးလားပြောချင်ကျွန်တော်ချက်ပေါက်ရှိရအဲ့ဒါမဟုတ်ပါဇက်နဲ့ပြောချင်လို့အားမရဘူးဆိုကျွန်တော်ဖုန်းနံပါတ်လာတော့လာကျွန်တော်ပေးလိုက်လို့ရတယ်အဲ့လိုလည်းမဟုတ်ဘဲနဲ့ဒီလူတိုင်းမြင်တဲ့ဒီကွန်မန့်တွေမှာအဲ့လိုလာလာမန့်နေရတာတော့ကျွန်တော်တက်တာဘယ်လိုမှအဆင်မပြေဘူးတစ်ခါတစ်ခါသုံးလေးခါမကတော့ တော့လည်းကမကားတော့တချို့ဆိုလာပြောကွာအဲတဲခဲ့တာကတလားလောက်ကိုသေးရမလားခုချက်ဒီ fit တက်နေလို့မပြီးဆိုတော့အဲ့တော့ငောင်းရောက်တလားပဲတွေ့လို့ဘယ်သူကပြောလဲကျွန်တော်အတခုမဲ့ပြန်ပြောလိုက်တာပဲရှိအတော့ကတော့အစာနဲ့အဲ့ဘော comment reply ပြန်လိုက်တာပေါ့နော်မနေ့ကကျတော့ကျွန်တော်ဘလို့မှသိမခံနိုင်တော့ကျွန်တော် TikTok မှာလည်းကျွန်တော်တင်တယ် Facebook မှာလည်းကျွန်တော်တင်တယ်တင်မှုတော့မှကျွန်တော်စကလုံးကိုအများကြီးစဉ်းစားရတယ်ဆိုတော့ဟိုအခုအချိန်မှာပွင့်လင်းပြောရရင်အရန်အရန်တော့ဖတ်နေရတဲ့အเจ้าရရဲ့အားလုံးကိုတင်ချလိုက်လို့ရတယ်ဒါပေမဲ့ လူတိုင်းမှာတိတ်ခါဆိုတာရှိတာဖြစ်တဲ့အတွက်ကျွန်တော်စကားကိုကျွန်တော်ထိမ့်ပြီးပဲပြောရဲပေါက်ကွဲပေမဲ့လည်းကျွန်တော်စကားကိုအများကြီးထိမ့်ပြောရမှာပေါ့ဟုတ်ဟုတ်ဘာဖြစ်လဲအခု relationship ကတော့ ACA ဆိုပေမဲ့လည်းလေစိတ်နောက်ဆက်တော့နင်းငယ်ဖြစ်မှာပေါ့လေကြာလာတော့လည်းဟုတ်အဲအခုဒါဒါကျွန်တော်တို့ဒါမကြာခင်မှာကျွန်တော် fortune မှာလွှင့်မဲ့တကယ်ချင်းတို့ရင် CV လေးဒါပြဖို့ရှိပါတယ်အခါကျရင်အားပေးကြပါအောင်ဟုတ်